မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းအုပ်ဖို့မြို့နယ်ဂမုံရေလောင်တမန်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရှေ့ပြေးစစ်ကြောင်းနဲ့ကင်းထောက်စစ်တပ်တို့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၄ရက်နေ့မနက်၉နာရီကမှအုပ်ဖို့မြို့နယ်အပိုင်းဘကူရုံမှအတွင်းမှာရှိတဲ့ဂမုံရေလောင်တမန်ကိုဝိုင်းကျေးရွာရဲစခန်းကတက်လာတဲ့အင်အားဆန္ဒဥပဒေစစ်တပ်ရဲ့ရှေ့ပြေးစစ်ကြောင်းကိုတာဝါရိုင်ရွာအတွင်းမှာတာယာဝရီခိုင်တိုက်ရင်၃၈၃ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့က စောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတအုပ်နေရာမှာတွင်ပွဲချင်းမိတိတ်ဆုံးပြီးတော့တအုပ်ပြင်းထန်ဒဏ်ရာရရှိကအပြန်အလှန်ပြစ်ခတ်မှုမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကူရောက်ရှိလာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တိတ်ဆုံးဒဏ်ရာရသူများကိုတဲယူပြီးတော့တက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကောင်စီတပ်သားများတက်ပြန်ဆုတ်သွားပြီးတဲ့နောက်အဲ့ဒီနေ့မွန်လွယ်3နိုင်ခန့်မှာဂမုံရေလောင်တမန်ကိုကင်းထောက်ရန်လာတဲ့အရွက်ဝက်လက်နက်ကိုင်းစစ်ကောင်စီတပ်သား3ဦးကိုဈေးကင်းပြန်တောဆက်မှာ တော်လိုင်းရဲဘော်များကထမှန်ပြီးတော့စောင့်ကြိုတိုက်ခိုက်ရာ၃စလုံးပွဲချင်းပြီးတိုက်ဆုံသွားပြီးထမှန်ရောက်ရှိလာတဲ့စစ်ကူများကအလောင်းကောက်ပြီးတော့တက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ဝိုင်းရဲစခန်းကနေတက်လာတဲ့စစ်ခွေးတွေကိုမိုင်းဆွဲပြီးအပြန်အလှန်ပစ်ခတ်တာမိနစ်၃၀လောက်ကြာတယ်။သူတို့ဘက်ကအထိနာလို့စစ်ကူ၆၀လောက်ရောက်လာပြီးတော့တိုက်ဆုံဒဏ်ရာရစစ်ခွေးတွေကိုတဲပြီးဝိုင်းစခန်းကိုတက်ပြန်ဆုတ်သွားတယ်။၃နာရီလောက်မှတက်လာတဲ့စစ်ခွေး၃ကောင်ကြာတော့ရဲဘော်တွေစောင့်ပြီးတော့အပိုင်ပြစ်ရတာမို့လို့နေရာမှာတင်တိုက်သွားတယ်။ ရဲဘော်တွေလက်နက်ကောက်ဖို့အခြေအနေစောင့်ကြည့်နေတော့စစ်ခွဲတွေထတ်တက်လာလို့၁၀မိနစ်လောက်ပြစ်ခတ်ခဲ့ကြတယ်။နောက်တော့စစ်ခွဲတွေဘက်ကအလောင်းတွေတဲပြီးတော့တပ်ပြန်ဆုတ်သွားတာလို့တာယာဝတီခရိုင်တိုင်ရင်383ညနဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရက်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကိုသတင်းပေးပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့သူတအုပ်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာတဲကုန်းမြို့နယ်ညောင်ကုန်းအုပ်စုရွာတေကုန်းရွာကအကြမ်းဖက်စစ်တပ်ကိုသတင်းပေးပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့ဂျမ်းမာဆိုသူကို PPDF 363တက်ခွဲ3 Wisdom 2အဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာတေဆုံသွားတယ်လို့သိရပါတယ်။တေဆုံသွားတဲ့ဂျမ်းမာဆိုသူဟာ အကြမ်းဖက်စစ်တပ်နဲ့ရဲများထံကိုတရင်ပေးပြီးတော့ရွာတိတ်ကုန်းရွာအတွဲမှာနေထိုင်နေတဲ့ပြည်သူများကိုမိမျိုးစုံနဲ့ဒုက္ခပေးခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF 363ညတဲ့တပ်ခွဲ3 Wisdom 2အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်နဲ့ရဲများထံကိုတရင်ပေးပြီးတော့စစ်တပ်ထောက်တိုင်အဖြစ်နဲ့ဆက်လက်လှုပ်ဆောင်နေသူများကိုတိုက်ခိုက်သွားမှာဖြစ်တယ်လို့ PPDF 363ညတဲ့တပ်ခွဲ3 Wisdom 2အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းနဲ့သုံးနှစ်ကျော်အတွင်းမှာအမေရိကန်ဒေါ်လာ6.48ဘီလီယံရခဲ့တဲ့နေဆက်ကုန်သွယ်ရေးစခန်း၅ခုကို1027ဆစ်စင်ရေးစပြီးတဲ့နောက်မှာစစ်ကောင်စီကလက်လွတ်ဆုံးရှုံးထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီကုန်သွယ်ရေးစခန်းတွေဟာ လွဲကျဲနေဆက်ကုံတွဲရေးချင်းရွှေဟောနေဆက်ကုံတွဲရေးမဲဆက်နေဆက်ကုံတွဲရေးရိနေဆက်ကုံတွဲရေးနဲ့မူဆယ်နေဆက်ကုံတွဲရေးတို့ဖြစ်တယ်လို့ဆိုပါတယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ကာကွယ်တပ်တွေမထိန်ချုပ်ခင်ကအဲ့ဒီနေဆက်ကုံတွဲရေးစခန်း၅ခုတည်းကလွဲကျဲချင်းရွှေဟောမူဆယ်ရိစတဲ့နေဆက်ကုံတွဲရေးစခန်းတွေမှာနေ့စဉ်ကုံတွဲမှုတန်ဖိုးအမေရိကန်ဒေါ်လာခွန်တန်းကျော်ရှိတယ်လို့သိရပါတယ်ဒါအပြင်စစ်တွေမောင်းတော့ကြိုင်းလက်စတဲ့နေဆက်ကုံတွဲရေးစခန်းတွေကိုစစ်ကောင်စီကထိန်ချုပ်ထားပေမဲ့ ုံသွဲရေးတွေရပ်ဆိုင်နေတယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။နေဆက်ကုံသွဲရေးတွေရပ်တန့်နေလို့စစ်ကောင်စီအနေနဲ့အခွန်အခတွေဆုံးရှုံးသွားတယ်လို့ကုံတယ်တွေဘက်ကလည်းဆုံးရှုံးမှုတွေများတယ်လို့လုံခြုံရေးအရမီမဖော်လို့တဲ့နေဆက်ကုံသွဲရေးလုပ်ငန်းရှင်တအုပ်ကပြောပြခဲ့ပါတယ်။ လောလောဆယ်ကျွန်တော်ကတရုတ်နယ်စပ်ကုန်းသွယ်ရေးနဲ့တမူးပေါ့နော်ကျွန်တော်တို့ယုံရှိတယ်ဗျအဲ့ဒီကနေပြီးတော့ပစ္စည်းတွေအရင်တုန်းကနယ်စပ်ကုန်းသွယ်ရေးကျွန်တော်တို့လည်းလုပ်ခဲ့တယ်ဗျအခုဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့တွေလုံးဝဆုံးရှုံးသွားတာပေါ့ဗျာကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေထဲမှာရှင်းရှင်းပြောရရင်တော်တော်ကြီးကိုနစ်နာသွားပါတယ်မလုံနိုင်တော့ဘူးလေအခွန်အခတွေကလည်းအများကြီးဆုံးရှုံးတာပေါ့စစ်ကောင်စီဘက်ကလည်းတော်တော်နာသွားတယ်လို့ပြောဆိုခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း2021ခုနှစ် ဖေဖော်ဝါရီလကနေပြီးတော့2024ခုနှစ်ဇွန်လအထိကိုနေဆက်ကုန်သွယ်မှုကနေအမေရိကန်ဒေါ်လာ28ဘီလီယံကျော်ရရှိခဲ့တယ်လို့ ISP မြန်မာကပြောပြခဲ့ပါတယ်။နေဆက်ကုန်သွယ်ရေးတွေရပ်ဆိုင်းနေတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ပြောဆိုတာမရှိပေမဲ့အခုနှစ်ဆန်းပိုင်းကစပြီးတော့ပင်လယ်ရေချောင်းကုန်သွယ်မှုတွေကိုပုံမှုပြီးတော့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုဒီကနေ့မုံလွဲပိုင်းမှာစစ်ကောင်စီကလေကြင်နဲ့ဘုံကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ6ရက်နေ့မုံလွဲတနအီ36မိနစ်အချိန်လာရှုံမြို့နယ်ရက်ကွက်9မန်းအိုင်ကိုစစ်ကောင်စီကလေကြင်များနဲ့ဘုံများကျဲချခဲ့ပြီးတော့ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့မသိရသေးကြောင်း MNDA သတင်းရင်းမြစ်ကရှင်းပြထားပါတယ် အပြာစီးထိခိုက်အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။သိရရင်ပြောပါမယ်လို့ MNDA သတင်းရင်းမြစ်ကဆက်လက်ရှင်းပြခဲ့ပါတယ်။ဒါအပြင်စက်တမလာ9ရက်နေ့ည10:30မိနစ်အချိန်ကစစ်ကောင်စီကတီဘောမျိုးနဲ့လွဲကြိုင်ကြီးရွာကိုလည်းလေကြောင်းကနေဘုံကျဲတက်ခိုက်မှုလှုပ်ဆောင်ခဲ့ရာကလင်းငယ်တအုပ်အပါအဝင်တားမိနှစ်ဦးထိခိုက်ခဲ့ပြီးတော့အခြားသောပြည်သူများလည်းထိခိုက်ခဲ့ကနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကည9:45မိနစ်အချိန်မှာ တီပေါင်းမျိုးလေကောင်ကိုစစ်ကောင်စီကလေချောင်းကနေဘုံများကျဲချခဲ့တဲ့အတွားနေအိမ်နဲ့ဆိုင်ကမ်းများမိလောင်ကျွမ်းမှုများဖြစ်ပွားပြီးတော့လူတအုပ်ပျောက်ဆုံးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပ်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကပြည်ပနိုင်ငံများကို PV နဲ့အလုတ်တွားရောက်လုတ်ကင်ခွင်များကိုခွင့်မပြုဘူးလို့အကြိမ်ကြိမ်ကြေညာပြီးတဲ့နောက်မှာရန်ကုန်လေစိတ်မှာအလဲအပတ်နိုင်ငံကူးလက်မှတ် PV အလောက်ကိုင်းနိုင်ငံကူးလက်မှတ် PJ နဲ့ပြည်ပထွက်ခွာတဲ့သူများကိုတင်းကျပ်စွာစစ်ဆင်းနေပြီးတော့လေစိတ်ကနေထွက်ခွာခွင့်မပြုဘဲလက်ပြန်ခိုင်းခံရသူအရေးအတွက်ဟာလဲပုံမုံများပြားလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်စ်လ15ရက်နေ့အောက်တိုဘာလ3ရက်နေ့ကစပြီးတော့နေ့စဉ်နေ့တိုင်းစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာနိုင်ငံကူးလက်မှတ် passport for visit pv နဲ့ပြည်ပအလုပ်အကိုင်းအတွက်လေချောင်းခရီးနဲ့ပြည်ပကိုထွက်ခွာရန်ဆောင်ရွက်လျက်ရှိတဲ့အတွက်တပ်ဆိုင်ရာကလေစိတ်မှာစီစစ်တဲ့အခါမှာ တတ်မှတ်ချက်များနဲ့မကန့်ညီတဲ့အတွက်ပြည်ပကိုထွက်ခွာခွင့်မရခြင်းများကြောင့်ဇေယိတ်များဆုံးရှုံးရမယ့်ဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။ပြည်ပမှာတွားရောက်ပြီးတော့အလုံးလောက်ကိုင်းမဲ့သူများအနေနဲ့ဥပဒေနဲ့အညီမှတ်ပုံတင်ခြင်းပြည်ပအလုံးကိုင်းအတွက်နိုင်ငံကူးလက်မှတ် Passport for Job PJ ရှောက်ထားရယူခြင်းပြည်ပအလုံးကိုင်းအလုံးသမားတပ်သေးခံက OWIC ရှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။အဲ့လိုမျိုးမဆောင်ရွက်ရင်လေစိတ်မှာတားဆီးခံရမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာထားတယ်လို့သိရပါတယ်။ ျွန်တော်ကဘန်ကောက်ကိုအလုတ်ကိစ္စနဲ့ခဏခဏတွားရပါတယ်ပတ်စို့ထဲမှာလဲထိုင်းအဝင်ထွက်တုံးနေအများကြီးပါမနေ့ကဘန်ကောက်ကိုစီးပွားရေးအလုတ်ကိစ္စတွားဖို့ကိုဟိုဘက်မှာတွားတွေးမယ်စီးပွားရေးကုမ္ပဏီရဲ့ထောက်ခံချက်ကိုပြခိုင်းပါတယ်အလို့ကြီးတော့မရနိုင်ဘူးလို့ပြောတော့တွား권မပေးပါဘူးပြန်လာရပါတယ်လို့ဘန်ကောက်ကိုမကြာခဏတွားရောက်လေးရှိတယ် IT နီးပညာဆိုင်ရာစီးပွားရေးလုတ်ကင်သူတို့ကရှင်းပြခဲ့ပါတယ်ဒါအပြင်အခုကာလအတွင်းမှာဒူဘိုင်းနဲ့အရှေ့အလယ်ပိုင်းဒေသကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်ရန် အများစုဟာတွားခွင့်မရဘဲနဲ့လေစိတ်ကနေပဲပြန်လှည့်နေရတယ်လို့သိရပါတယ်။ဒူဘိုင်းနဲ့အရှေ့အလယ်ပိုင်းကတော့ဘယ်သူမှထွက်ခွင့်မရဘူး။အစိုးဆုံးကတော့အခုမှပထမဆုံးအကြိမ်ပြည်ပကိုထွက်မဲ့သူတွေကဒူဘိုင်းဘက်ကိုလုံးဝကိုပြေးမထွက်တာနှစ်ကြိမ်ရှိပြီထွက်ဖို့လုံတိုင်းအငင်းခံရတယ်။ပထမအကြိမ်အငင်းခံရလို့ဒုတိယအကြိမ်အေဂျင့်တွေကတစ်ဆက် VIP service နဲ့ချိတ်ပေးမယ်ဆိုပြီးတော့ငွေသိန်း30တောင်းတယ်။အဲ့ဒါပေးပေမဲ့လေဒုတိယအကြိမ်ထွက်မရပြန်ဘူး။ ငွေ330လဲပြန်မရဘူး VIP service အထွက်ပေးထားတဲ့ပတ်စံကိုပြန်တောင်းတော့လဲပြန်မပေးဘူးလို့ဒူဘိုင်းမှာရှိတဲ့ဟိုတယ်လုပ်ငန်းကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်အလုပ်လုပ်ကန်ရန်ချိုးပိုက်ခဲ့တဲ့အသက်30ကျော်အရွယ်အမျိုးသားကရှင်းပြထားပါတယ်အလားတူပဲဘန်ကောက်မှာဆေးဝါးကူတာရန်တွားရောက်မဲ့သူများကိုလဲဆေးရုံထောက်ခံချက်ပါပါက တဦးတည်းကိုသာတွားခွင့်ပြုပြီးတော့အဖော်လိုက်တဲ့သူတွေကိုလေစိတ်ကထွက်ခွင့်မပြုဘူးလို့သိရပါတယ်။ကလေးတွားမွေးဖို့ဘန်ကောက်မှာကိုဝင်အပ်ထားလို့တွားမှာကိုအဖော်တငယ်ချင်းခေါ်လာတာကိုသူ့ကိုလေရင်ဘော်ကိုတက်ခွင့်မပေးဘူး။ညမကတော့ဆေးရုံကိုအိုဂျီထောက်ခံချက်ရောအထောက်ထားအကုန်စုံတော့ပေးပြီးတော့တွားတယ်။ညမတငယ်ချင်းအဖော်လိုက်မဲ့သူကိုတော့လေရင်ဘော်ကိုပေးမတတ်ဘူး။ဘာလို့လဲလို့မေးတော့ဘာမှအဖြေပြန်မပေးဘူး။ဆေးတွားကူးမဲ့သူတဦးကိုပဲတွားခွင့်ပြုတယ်လို့ဘန်ကောက်မှာရောက်ရှိနေတယ်။မြန်မာနိုင်ငံကကိုဝင်ဆောင်အမျိုးသမီးတို့ကရှင်းပြခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့2023ခုနှစ်နောက်ပိုင်းအစိုးရဝန်ထမ်းအဖြစ်ကနေနှုတ်ထွက်ထားတဲ့သူတွေကိုပါရန်ကုန်လေစိတ်ကနေထွက်ခွင့်မပေးတော့ဘူးလို့သိရပါတယ်အစိုးရဝန်ထမ်းအဖြစ်ကနေနှုတ်ထွက်ပြီးပြီဖြစ်တဲ့အတော့နိုင်ငံကူးလက်မှတ်ရရှိထားသည့်တိုင်အောင်ရန်ကုန်လေစိတ်ကနေအကြောင်းပြချက်တစုံတရာမရှိဘဲနဲ့အစိုးရဝန်ထမ်းဟောင်းများကိုလည်းပြည်ပထွက်ခွင့်ကိုပိတ်ပင်ထားတယ်လို့သိရပါဗျ။ စစ်တပ်ကအာဏာသိမ်းထားတဲ့2022ခုနှစ်ကနေ2024ခုနှစ်ဇူလိုင်လအထိကိုနှစ်နှစ်ကျော်ကာလအတွင်းမှာအကြောင်းမျိုးမျိုးနဲ့ပြည်ပကိုထွက်ခွာသူနှစ်တန်းကျော်ရှိခဲ့တယ်လို့သိရပါဗျ။ပညာသင်၊စေကူ၊ဖျားဖူး၊ခရီးသွားအလုပ်အခြားကိစ္စရပ်တွေနဲ့ပြည်ပကိုထွက်ခွာခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်ပထွက်ခွာမှုဟာ2022ခုနှစ်မှာ9,800ကျော်2023ခုနှစ်မှာတသန်းနီးပါးအထိမြင့်တက်ခဲ့ပြီးတော့2024ခုနှစ်ဇန်နဝါရီလကနေဇူလိုင်လအထိ ခွန်နဲ့သိန်းကျော်အထိရှိနေတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရာသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ